hello အားလုံးမင်္ဂလာပါဖိုးဖိုးမချင်းကညီဂျူစုပါတယ်ဆိုတော့ကျွန်တော်တို့ London Derby အဖြစ်စပါးနဲ့ Chelsea ရဲ့ပွဲမှာတော့1-0ဆိုတဲ့ရလနဲ့ကျွန်တော်က Chelsea ကအနိုင်ရတယ်ဗောလေဒီပွဲကတော့ကျွန်တော်ဒီ Chelsea တွေ့တော့ဘယ်လိုပြောမလဲဟိုတော်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 ကိုပေါ့နော်အများအများကြီးပူကောင်းလုံနိုင်ခဲ့ပြီးတော့စပါးကဘာမှန်းကိုမလုံနိုင်ခဲ့ဘူးကျွန်တော်ပြောရမယ် Chelsea အနေနဲ့ပွဲပြီးခင်ဒီမှာရတဲ့အခွင့်အရေးတွေကိုဒါကျွန်တော်အသုံးချနိုင်မယ်ဆိုရင်2-0 3-0လောက်ကအနည်းဆုံးဖြစ်ရမယ်အနေနဲ့မျိုး Vicario ကိုကောင်းခဲ့တဲ့လုံနေကျွန်တော်ရှိတယ် ဆိုတော့ဒီပွဲမှာချဲစီကလုံးဝကို dominant လုတ်ပြသွားတာစပားအနေနဲ့ဘာမန်ကိုမလုံနိုင်ခဲ့တဲ့ပွဲလို့ကျွန်တော်ပြောရမယ်ဆိုတော့စပားကကျွန်တော်အနေနဲ့တပွဲလုံးအနေထားနဲ့ဆိုလို့ရှိရင်ဂိုးပေါက်ကွန်တူမူ3ချိန်ရှိပြီးတော့2ချိန်မဲ့ဂိုးပေါက်တဲ့တယ်စဉ်းစားကြည့်နော်3ချိန်မဲ့ဂိုးပေါက်ကန်တူမူရှိခဲ့တယ်2ချိန်မဲ့ဂိုးပေါက်တဲ့တယ်ကျွန်တော်အမှန်မမှားဘူးဆိုရင်အဲ့ဒါဒီအားလုံးကပထမပိုင်းကလာတာဒုတိယပိုင်းမှာဘာမှမလုံနိုင်ခဲ့တာ ကျပရမပိုင်းမှာကိုကဝမ်းစီးနဲ့ရှုံးနေပြီးတော့ဒုတိယပိုင်းကိုကကိုပြန်သွင်းဖို့ကြိုးပမ်းရမယ့်ချိန်เนาะကိုပြန်သွင်းဖို့ကျွန်တော်ကြိုးပမ်းရမယ့်ချိန်အနိုင်ရလည်းပြန်ပြီးတော့ပုံဖော်ဖို့တက်မှတ်တွေဘာတွေရဖို့ပြန်ပြီးတော့ကြိုးပမ်းရမယ့်ချိန်မှာစပါးကဒုတိယပိုင်းတစ်ပိုင်းလုံးဘာကိုပေါက်ကန်သွင်းမှုမှတလုံးမှမရှိခဲ့ဘူးတော်တော်ကိုနိပြသောမတ်ဖရန့်ရဲ့အသင်းကဟိုဘယ်လိုရောမလဲတိုက်စစ်အည်သွေးပြီးလို့ရှိရင်ကျွန်တော်တို့ဘောလုံးနဲ့အတူဘောနော်ဒါဘေးတက်ပလီကစားရင်ရွေလျားနဲ့အည်သွေးဟာတော်တော်ကိုကျွန်တော်အနေနဲ့ဘောနော်ဟိုဘယ်လိုရောမလဲ စူးဝါလုံးတာပဲเนาะတော်တော်ကိုစူးဝါလုံးပါတယ်ဒါပေမဲ့ပြဿနာကလည်းဘာဖြစ်လဲဆိုတော့စပားကပေါ့เนาะပီးလိုက်ရတဲ့ဂူးကဗျာတိလားကိုကအမှားပြီးတော့ဂူးရတာပေါ့เนาะဂူးပီးလိုက်ရတဲ့အလုံးမျိုးဖြစ်နေတာတော်တော်ကိုစိတ်ပြက်စရာကောင်းပါတယ်ဒါစပားဘက်ကတူတွေးကြည့်ရင် Thomas Frank တော်တော်အိုးမလွယ်ဘူးပေါ့နော်ပြီးခဲ့တဲ့သူတွေက midweek မှာတုန်းကလည်းတပွဲကစားရတယ်အခုဒီမှာလည်းတပွဲကစားရတယ်အဲဒါပြီးလို့ရှိရင်ကျွန်တော် Copenhagen နဲ့ Champions League နဲ့ကစားရအောင်မယ်အဲ့ဒါပြီး Manchester United နဲ့သူတို့ကစားရအောင်မယ်အားလုံးကတော့အိမ်အိမ်ဝင်းနေသူတို့ဆက်နေတာပါနော် အိမ်ငွေနေကြီးပဲဆက်နေတယ်သူတို့တို့ခยีသွားစရာမလိုဘူးဆိုတော့ဒါကတော့အာသာချက်ပေါ့လေဒါပေမဲ့လို့ဟိုဒံရပြည်တနာကြီးအများကြီးရနေပြီးတော့အချိန်ဒီထင်တယ်လို့ဖြစ်မနေတဲ့အနေအထားမျိုးတော့ရာဒီစတော့ကတော်တော်လေးကောင်းထားတာစပါကတော်တော်ကိုကောင်းထားတာဒါပေမဲ့အခုဒီပွဲပေါ့နော်ဒီပွဲမှာတော်တော်ကိုလိုအပ်ချက်ကျွန်တော်များတာပါဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်ခရစ်စတီယန်ရိုမဲရိုကိုပြကျွန်တော်အချိန်တော့တကယ်တမ်းကဒီပွဲမှာသူမတုံးချင်ဘူးဘာလို့လဲဆိုတော့အဲဒါပြီးရင်သူကပွဲကောင်းနေသူတို့ကစားတော့မှာကိုနော်အရေးကြီးတဲ့ပွဲစဉ်တွေလည်းရှိနေတယ်ဆိုတော့ဒီပွဲမှာဖြစ်နေတယ်များသူကဒန်ဆူနဲ့ပဲဆက်သွားခြင်းတာ ပြီးရင်လည်းရူမေရိုက injury ပြဿနာကနေပြင်လာတာကအများကြီးမကြသေးဘူး။ဒါနဲ့သူဆက်မသွားရင်ဒါပေမဲ့လို့ဒန်ဆူကတော်တော်ဆူဆူပဲ။ပို့ပြီးတော့အန်အားသင့်စရာကောင်းတာဘာလို့သိလဲ။ Mickey Van Diven ဒီလောက်ကောင်းတဲ့ကစားသမားဒီပွဲမှာတော်တော်ဆူဆူပဲ Van Diven က။ Van Diven စီကနေပြီးတော့ကျွန်တော်တော့ညံ့တဲ့ performance မျိုးမတွေ့ဘူးဘူး။ကျွန်တော်နောက်ဆုံးကျွန်တော်အမှတ်မိတာတော့မှာ exact နဲ့ပေါ့နော်သူနဲ့ဖြစ်သွားတဲ့အနေထားပဲကျွန်တော်မှတ်မိတာ။တကယ်တမ်းကဟို Mickey Van Diven ကအဲ့လောက်မဆိုးဘူး။ပြီးရင်အဲ့လောက်လေအလောကြီးတဲ့ကစားသမားမဟုတ်ဘူး။ သူစီကိုဘောလုံးတွေရောက်လာလို့သူလက်ခံပြီဆိုလို့ရှိရင်နောက်တခါထပ်ပြီးတော့ပေးဖို့အတွက်သူလှုပ်တဲ့နေရာမှာတအားကိုသူအလောကြီးလွန်ပြီးတော့တော်တော်ကိုတိုင်ပယ်လွန်းနေမီကီဘန်နီပဲနေဒီပွဲမှာတော်တော်ဆိုးတာပြီးရင်ပက်ထရိုဘူရိုတို့နော်စပန်စတို့ကျွန်တော်ဒီနေရာမှာတော့ဂျက်စပန်အနေနဲ့ဘလူးမအဆင်မပြေဘူးကစားတာဘောလုံးပါစီနေတအားမှားတယ်ပြီးရင်ရိုဒရီဂိုဘန်တန်ကာလို့တော်တော်ကောင်းတဲ့ကစားမကဒီနေ့ပွဲဘာမှမလုပ်နိုင်ဘူးသူတပင်း Chelsea ရဲ့ဘက်က aggressive ဖြစ်ဖြစ် pressing တွေပါတွေသွားတဲ့ခါကျတော့ဒီကစားမားတွေမှာဘောလုံးနဲ့တူတခုခုလုတ်ပြနိုင်မှုတွေလုံလောက်တဲ့ space တွေ time တွေမရဘူးမရတော့အကုန်လုံးကကျွန်တော်အနေနဲ့ပေါ့နော်သူအလို့တကြီးကန်ပြီးတော့အမားမားယွင်းယွင်းနေကြီးကျွန်တော်ဖြစ်ကုန်တာနော်အဲ့လိုတွေဖြစ်ကုန်ပြီးတော့သူ time ပတ်ရတာပဲဆိုတော့ Bandan Garni နဲ့ပေါ့နော်ဒီနေ့ဘောမှာတော်တော်လေးလူအပ်ချက်များပါတယ်။ပါပင်စားလို့မဟိုစားလို့ဆိုလို့ရှိရင်လည်းပြေးလွားနေတာတော့ပဲကျွန်တော်ရှိတာ။ဂျာဝပယ်ရင်ညာလည်းပဲထူးထူးခြားခြားသူကတော့ထူးထူးခြားခြားစူးစူးဝါးလည်းမဖြစ်ခဲ့ဘူး။ထူးထူးခြားကောင်းခဲ့တာလည်းမရှိဘူး။ဆိုတော့တကယ်တသိန်းလုံးမှာ ဗီကာရီယိုလောက်ပဲအဆင်ပြေတာဗီကာရီယိုလောက်ပဲအဆင်ပြေတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါမိုဟာမက်ကူဒုစ်ပေါ့တာမန်လောက်သူလုတ်ပြသွားတယ်နော် dribbling တွေပါလည်းလုတ်ပြီးမဲ့လေလို့ဂိုးပေါက်ချိန်ချောင်းမှုတွေကဘာမှအများကြီးမလုပ်နိုင်ခဲ့ဘူးဗျာဆိုတော့ဟိုကျွန်တော်အမြင်ရဆိုရင်လေးဒီလားဒုတိယပိုင်းမှာဝင်လာတယ်ဒုတိယပိုင်းမှာဝင်လာတဲ့ခန်စစ်ကခရစ်စတီယန်ရိုမဲရိုကလွှဲရင်ကျန်တဲ့ဘဲကစားသမားမှန်အဆင်မပြေခဲ့ဘူးလို့ထင်တယ်စပါးမှာဗီကာရီယိုနဲ့နော်ဟိုသူနဲ့ပေါ့ဗျာအဲ့လောက်ထိကျွန်တော်တို့တိုင်ပတ်ခဲ့တာတိုက်စစ်ဆိုမိဘာမှမလုပ်နိုင်တာ ဂျာဗီစီမွန်စ်တို့ဆိုလို့ရှိရင်ဗျာလူကက်စ်ဗာဂျမန်ရဲ့နေရာမှာအစားတို့ဝင်ကစားရတယ်။နော်ပြီးလဲပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းမှာချက်ချင်းထုတ်ခံလေးရတယ်ဒုတိယပိုင်းမှာလူစားပြန်လဲခံလေးရတယ်။ဟိုတနေ့ကဆန်ချူလိုဖြစ်သွားတယ်။သိလား။နော်ဒါကကစားမတယောက်ရဲ့အနေထားကိုကျွန်တော်တို့သိသိနေပြီဗျာသိလား။နော်ဘာကြောင့်မြန်တိုမတ်စ်ဖရန့်ကဟိုဂျာဗီစီမွန်ကိုပွဲထွက်လူစင်းမှာမထည့်ခဲ့ရတလဲပေါ့။နော်အခုဒုတိယပိုင်းပြန်ထုတ်တာတော့မှကျွန်တော်ကြည့်ကြည့်ပါလား။စဉ်းစားကြည့်နော်ရန်ဒယ်ကိုလိုမူဟာနီဒီကောင်ကတော့မင်းစပါးကအငှားခေါ်ရတယ်ထင်ပါတယ်။ လက်လွတ်လိုက်တာပဲကျွန်တော်တို့ကောင်းတယ်ပွဲကစားကွင်းလည်းမများမရဘူးအထူးထူးခြားခြားလည်းမလုံနိုင်ဘူးနော်စတူဒီယိုကဘာမှမလုံနိုင်ဘူးတိုက်စစ်မှာ reliable ပဲဖြစ်တဲ့ကစားမဆိုလို့စပါမှာကကူဒုစ်တယောက်တော့ပဲကျွန်တော်တို့ရှိတာစပါဟာရှစ်ပွဲဒီမှာဆိုရင် set piece တွေနော်တောင်းကန်ပေါ်တွေဒါပေတော့ပြည်တံပေါ်ကန်သွင်းကွင်းတွေဒါတွေမျိုးနဲ့သူတို့ကလှုပ်လှုပ်လာတာအခုဒီမှာတော့ကျွန်တော်မရဘူးဆိုတော့ဒါကြောင့်စပါနဲ့ ဟိုဘယ်လိုပြောမလဲစပါးအတင်းတွေ့တော့ဗောနော်ရှေ့ပွဲဒီမှာရက်လက်ဒီကောင်းအောင်ယူပြထားတာကသူတို့တော်တော်လေးအချင်းကြီးကောင်းသွားပြီးတော့ဒီပွဲမှာတော့သူတို့ခံလဲရတယ်ဆိုတော့ဒီနေရာမှာအများကြီးချီးကျူးရမှာကစပါးဟို Chelsea ပါကျွန်တော်အများရန်ပြောသလိုပဲဟိုနီးပြဖြစ်တဲ့ Enzo Maresca ရဲ့တခါတလေမှာပြင်းစရာကောင်းနေလို့ဘာလို့ကစားကွက်ဒီပြောကောင်းပြောကြနိုင်မယ်လက်ရှိ Chelsea မှာအဓိကပြဿနာကခံစစ်ပဲနော်ခံစစ်နဲ့ကစားမတွေအနီးကထိနေတာ injury ပြဿနာကြုံနေရတာတွေဒီ Chelsea ရဲ့အဓိကပြဿနာပဲအဲ့ဒီပြဿနာတွေကျွန်တော်အနေနဲ့ရှင်းနေဆိုရင် ချဲစီကအများကြီးကျွန်တော်မျှော်လင့်လို့ရတယ်ဆိုတော့ဒီနေပွဲမှာကန်ကန်ကောင်းတယ်လို့ပြောရမလားပဲပေါ့နော်စပါတိုက်စစ်ကစုပ်ပြတ်တက်နေတဲ့ခါကျတော့ချဲစီခံစီကစားမတွေမှာအမားတွေမလုပ်ဘူးလုံးစရာအမားလည်းမရှိခဲ့ဘူးเนาะလုံးစရာအမားလည်းကျွန်တော်ဒါတော့မှတော့ပထမပိုင်းမှာတချို့ဟိုဘယ်လိုပြောမလဲဟိုဘယ်လိုဘယ်လိုပြောမလဲ reckless sense နဲ့ပေါ့နော်ဖြစ်ဖြစ်ဖြစ်လေစံနိုင်တာမျိုးတချို့ရှိခဲ့တယ်အဲမဲ့စပါဘက်ကတော်တော်တိုင်ပက်ပြီးတော့ချယ်ဆီကွင်းလေကတော်တော်ကိုကာမာလုတ်ပေးနိုင်တဲ့အနေထားမှာဟိုဂူသမားစီတီတို့နော်ချယ်ဆီခန်စီတီတို့ဘာပြဿနာမှမရှိခဲ့ဘူ ဲ့လောက်ကြည့်ဒီကျွန်တော်အနေနဲ့ပေါ့နော်ဒီချဲစီဘက်က AACC ဖြစ်ခဲ့ရတာစဉ်းစားကြည့်ပဲကျွန်တော်ခုနကပြောသူပဲစပားအနေနဲ့ဒပိုင်းလုံးဒီမှာဂိုးပေါက်ကွန်တီမှု၃ချိန်ပဲရှိရဗျာဂိုးပေါက်တက်တာတစ်ချိန်ပဲရှိတယ်အဲ့ဒါတွေကအကုန်လုံးကမိနစ်90ပထမပိုင်းကလာတာဒုတိယမှာဘာမှမလုပ်နိုင်ဘူးချဲစီဒီနေ့ပွဲဒီမှာ15ချိန်ထိဂိုးပေါက်ကင်တယ်6ချိန်ဂိုးပေါက်တက်တယ်ဗျာနော်တကူပဲရတယ်ဆိုတော့ဒါကြောင့်တစ်ခါတလေကြာရင်ကျွန်တော်ကစားအသင်းတချို့ရဲ့ပေါ့နော်ကျွန်တော်ဒါရက်လက်တီက ဟိုဘယ်လိုပြောမလဲခြေသွမ်းနေအမှန်ကိုပြမနေဘူးဆိုတာဒါမျိုးပြောတာချယ်ဆီဆိုကျွန်တော်ကြည့်ဒီလောက်ထိ dominant လုပ်ပြထားတာ1-0ပဲတကယ်တမ်းက2-0 3-0အနည်းဆုံးဖြစ်ခဲ့ရမှာဖြစ်ခဲ့တဲ့အခွင့်အရေးလေးရှိတယ်ဒါပေမဲ့မလုံနိုင်ခဲ့ဘူးစဉ်းစားကျွန်တော်နားမလည်ဘူးသိလားချယ်ဆီပြိုင်သက်တွေတော့ဘလူဘလူဟာဖြစ်ကြတယ်အဲ့ဒီကိုကိုဘလူမြန်ထုံကန်းတာတော့အဲ့ဒီကိုကိုကဂျောက်ပက်ထူကတော့ဗျာတကယ်တမ်းပြောရင်ပက်ထူလည်းပဲ အဲ့လုံကတည်တယ်မလားသူ far post ကိုကန်တာမျိုးလို့ဘာလို့လှုပ်လိုက်ရင်တောင်မှရအောင်မယ်သူကလည်းပထမအလုံးကိုသူက far post ကိုကန်ထားတော့အခု near post ကိုတွင်းဖို့ကြိုးပမ်းတာပီကာရီယိုကလည်းကျွန်တော်တို့နေကောင်းသွားတာလည်းပါပါတယ်เนาะဆိုတော့ပထမအလုံးတော့သူတွင်းဖို့လုပ်အောင် Jimmy Giddens မတော်လို့မြတ်တောင်းကန်ဘောတွေဘာတွေကနေပွဲပြီးကန်ဒီမှာမင်းခေါင်းတိုက်လိုက်လို့တွင်းသွားလို့စပါကားကဲဝမ်းဝမ်းဖြစ်သွားရင်အဲ့ဒီလုံးတွေကနစ်နာရအောင်မယ်စဉ်းစားကြည့်တယ်ဗျအဲ့ဒီအလုံးကိုမဝင်ဘူး Jimmy Giddens ဝင်ဖို့အနေနဲ့တည်းသာဘူးပေါက်ကိုမတည့်ဘူး ဂျီမီကစ်တင်း၉ပေါက်ကိုမတည်ဘူးနော်နော်ဂျီမီကျွန်တော်နားမလို့ဘာဟေးဘာစိတ်ကူးနေမြင်အဲ့လိုထောင်းကန်းရတာတော့မသိလားအဲ့ပွဲကပြီးပြီဗျာမင်းနောက်ပိုင်းဒီစိတ်ပူစရာအကြောင်းကိုမရှိဘူးစပကဒီပွဲတော်တော်ကြီးကိုတိုင်ပက်နေလို့စဉ်းစားကြည့်နော်သူတို့ပွဲပြီးကန်ကြီးတွေကန်တင်လိုက်တဲ့အလုံးနေဗျာသိလားစပါလီကန်တင်လိုက်တဲ့လုံနေခေါင်းဘော်တွေပါလေသူတို့ပိုင်လုံးပါလေဆိုတော့ခေါင်းဘော်တွေပါလေသွားတဲ့လုံနေလူစည်းကိုမရောက်ဘူးမင်းမင်းဗီကာဒီကိုကန်တင်တာတွေက တော်အခုဟိုအန်ဇိုပေးလိုက်တဲ့လုံစလို့ကျင်နေပြီတော်တော်ကောင်းကောင်းအလုံးပြဒါကူမင်းဂျာဘက်ထရူကဂူသမားကူမင်းဗာလေလက်ကူမင်းမှောင်းအောင်ကန်သေးတာဂျေမီဂီရင်ဆိုကျွန်တော်တို့ကြည့်အောင်ဂျာဘက်ထရူပေးတာအလုတ်ကြီးဂူပေါက်တဲ့ရင်တော့မှဂူသမားကကွယ်သွားရင်မပြောလို့ဘူးထောင်တက်သွားတာဗျာအဓိပ္ပာယ်မရှိတာဒါမှမဟုတ်ပရိုပရိုကစားနောက်ကြီးလွဲတာတွေဟာအဓိပ္ပာယ်မရှိတာသိရမှာနော်ဒါကြောင့်ကျွန်တော်တို့ဟိုဒါကြောင့်အခြေအနေဒီကပေါ့နော်ကျွန်တော်တို့ဒီဒီပွဲမှာအများကြီးခြားနားမှုတွေကျွန်တော်ရှိလုံးပါတယ်စပါးအနေနဲ့ခြေထဲမှာဘောလုံးကင်ထားနိုင်တာတောင်မှ ဟိုချဲစီရဲ့ဘက်ကပေါ့နော်ပရက်ဆင်သွားမလူဘူးဆိုတဲ့ဇုံနေတော့မှပဲကင်ထားနိုင်တာချဲစီကသူတို့ပရက်ဆင်ရဲ့ပရသူပရက်ဆင်သွားမယ်ဆိုတဲ့မင်းတားဇုံထဲကိုရောက်လာရင်စပါဟာအဲ့ဒီတက်ကိုကျွန်တော်ထက်ပြီးတော့မတက်နိုင်တော့ဘူးတော်တော်လေးတိုင်ပတ်ပါတယ်ဆိုတော့ချဲစီချဲစီဘက်ကတော့ဂျာဝဘက်ထရီရဲ့ဂိုးနဲ့သူတို့တွေအနိုင်ရတယ်ဒါပေမဲ့ဒီနေ့ပွဲအကောင်ဆုံးကစားမကကျွန်တော်ဒါကင်စီရိုပါကင်စီရိုအနေနဲ့ consistent ဖြစ်တဲ့ performance ကို week in week out ကျွန်တော်ခြေသွမ်းပြထားတာလက်ရှိဆိုလို့ရှိရင်ဒီပွဲမှာလည်းသူ့ပါပဲပေါ့နော်တကယ်ကိုကျွန်တော်တို့ဒါ တကယ်ပူကောင်းတဲ့ဟိုဘယ်လိုပြောမလဲပါစင်ကြီးအများကြီးမြင်ရတယ် physical ဘိုင်းဆိုလို့ရှိရင်လည်းလုံးဝရှင်းနိုင်တယ်မိုဟာမက်ဂူဒူစတိုဆိုလို့ရှိရင်တကယ်တည်းက physical ဘိုင်းရတယ်သူကောင်းလောကတော်တော်ကောင်းနေတဲ့မှာပါတယ်သူ့ရဲ့ physical ကိုအသုံးချတဲ့တဲ့မှာပါတယ်လို့ပြောလို့ရတယ်ဒါမျိုးလို့ဘောနော်ဂိုင်စီတို့နဲ့တွေ့တာမရဘူးเนาะကျွန်တော်စပားကွင်းလေဂျောက်ပယ်လင်ညာဘန်တန်ကာပပမတဆာဒီကစားမတွေကမြင်တယ် physical ကောင်းနေနော်ပြီးလို့ရှိရင်ဟိုရှော့ပါစနေကောင်းနေတည်ငင်နေဆိုတဲ့ကစားမတွေဂိုင်စီတို့ကရောက်အောင်ထိမ့်ပြသွားတာ သူဘေးမှာအစင်းကစားတဲ့ကစားမှာ Goose တို့တော့နော် James တို့နော်တခါတလေမှာမင်း Anzu ကိုတော့ရှေ့ပို့ထားတာ။ Kaisi တို့ကပြောချင်တာကအခါတိုင်းဆိုလို့ရှိရင် Anzu နဲ့ Kaisi တို့ရဲ့ကြားထဲမှာအချိန်ဆက်ကတော်တော်မိပြီးသားဗျာ။ဒါပေမဲ့လို့ဒီမှာ Kaisi တို့ကတယောက်တည်းကိုကျွန်တော်နေနဲ့ကွင်းလေပေါ်အောင်ဖော်ရတာ။ Defensive ဘိုင်းပြောစရာမလိုဘူး။နော် Ball Progression ဘိုင်းပြောစရာမလိုဘူး။နော် Line Breaking Possibility ပြောစရာမလို Ball Carry ဘိုင်းပြောစရာမလိုဘူး။ဆိုတော့ဒီဘွဲမှာ Kaisi တို့ရဲ့တော်တော်ပေါ်တော့အကြီးချင်းကြီးကအများကြီးပေါ်လွင်နေတယ်။ ဒါဒါလည်းဒီပွဲတွေမဟုတ်ဘူးကိုင်စီတို့ကောင်းနေတယ်ကျွန်တော်တော်တော်ကြားပါပြီကိုင်စီတို့ခြေစီမှာကျန်တဲ့ကစားမတွေတိုင်ပန့်ပက်နေလိမ့်မယ်အဲ့ဒီတည်းမှာကိုင်စီတို့မပါဘူးပေါ့ဒါမျိုးဖြစ်နေတဲ့အထိခြေစီမှာဘောနော်တော့က most reliable player တွေဗျခြေစီမှာအရင် reliable ဖြစ်တဲ့ကစားမတွေရှိတယ်နံပါတ်1ကကျွန်တော်အဲကိုင်စီတို့ပဲနံပါတ်2ကကူကူရလာနံပါတ်3ကကျွန်တော်အန်ဇူဖာနန်ဒက်စ်ဒီကစားမ3ယောက်ကသူများတွေလိုမျိုးတပွဲကောင်းတပွဲမကောင်းမဟုတ် consistent ဖြစ်တဲ့ခြေသွမ်းကိုကျွန်တော်ပွဲတိုင်းနှီးပါကျွန်တော်ပြထားနေတာ တပွဲတပတ်ကူ၃ပွဲပဲကစားကစား၄ပွဲပဲကစားကစား၂ပွဲပဲကစားကစားသူတို့၃ယောက်ကအမြဲတမ်းကောင်းတဲ့ performance တွေပြတယ်ဒီပွဲမှာ James လို့ရှင်တုံတုံအမှားလုပ်တဲ့ကစားမမျိုးမဟုတ်ဘူးဒီပွဲမှာ James လို့ရှင်ပေးတဲ့ option မရှိတော့ဘဲနဲ့စပါက pressing လုပ်တဲ့ကဘောလုံးတွေပါပြီးပြတ်သွားတာတွေကျွန်တော်တွေ့ရသေးတယ်မြောက်ခဏကပြောတဲ့၃ယောက်ကတော်တော်ကူအားကိုးရတယ်ဆိုတော့အဓိက Chelsea ရဲ့ပြဿနာကခန်းစစ်ပဲခန်းစစ်မှာ Chelsea အနေနဲ့ပေါ့နော်ပို quality ကောင်းတဲ့ကစားမတွေရှာဖွေနိုင်တယ်ဝယ်နိုင်နေဆိုရင် မဆိုးဘူးเนาะအဲ့လိုမဟုတ်ဘူးဆိုရင်တော့အခုလက်ရှိရှိတဲ့ကစားမတွေဆော့တလွဲမလို့ရင်မဆိုးဘူးအခုဆိုလို့ချင်း Chelsea ပြည်သက်တွေ watch လောက်မှာဆိုကျွန်တော်ကြည့်ပါလားချာပါလဲပြီးတူစင်ဝင်လာတာမင်းရလေเนาะအားလုံးကပြန်လန့်နေရတယ်စပောင်းမလန့်မနေကိုလူကိုပြန်လန့်လို့ဖြစ်နေတယ်မင်းတူစင်ဝင်လာတဲ့ကိစ္စကိုခင်ဗျားတို့တွေကเนาะပြီးရင်တို့ဖိုဖန်နာပေါ့เนาะဖိုဖန်နာနေနဲ့ဒီတခါလေလီမှာပေါ်တီပေါ်စကစားတာတွေကလွင်ရင် injury ပြဿနာကင်းနေဆိုရင်သူလည်းပဲအတိုင်းအတာတစ်ခုဒီကျွန်တော်တို့သာ အာဂူရနိုင်လောက်မဲ့ကစားမမျိုးပေါ့ပြည်တနာကဒီကောင်ကရလိုင်းပဲမဖြစ်ဘူးတန်းရှိစေပေးထားရတာပဲလက်စတာကနေတေးတာနော်အာဂူလို့မရဘူးတပွဲနဲ့တပွဲသူ့ရဲ့ performance ကပုံမှန်မဖြစ်ဘူးပြီးရင်လှုပ်ရှားတယ်လှုပ်တယ်တခါကြီးကြမ်းတေးလာနော်ဆိုတော့ဒါတော်တော်လေးတိုင်ပတ်ပါတယ်တော်တော်လေးတိုင်ပတ်ပါတယ်ဆိုတော့အဲကြောင့်ချဲစီနေနဲ့အဓိကကကျွန်တော်အနေနဲ့ခန်းစစ်ပဲခန်းစစ်အားကောင်းပြီဆိုတာနဲ့ကျန်တဲ့နေရာတွေကတိုင်ပတ်တယ်ဆိုတာပြသေးလားအသင်းလိုက်ကောင်းလို့ရှိရင်ဖုံးနိုင်တယ်ထားပါတော့အခုဆိုလို့ချင်းကျွန်တော်တို့ကာနာချူရူပါလို့ဆိုလို့ရှိရင်ထင်တယ်လို့မကောင်းဘူး နော်ဒါဟိုပြီးပက်ထရိုနေတိုဆိုမြင့်စဉ်းစားကြည့်တယ်ဘာမှန်ကူဒီပွဲမလုံနိုင်ခဲ့ဘူးတော်တော်စူးစူးကစားမှပက်ထရိုနေတိုဒီပွဲမှာပြောတာပါနော်အာပြေးနိုင်နေလွားနိုင်နေနော်အာဘာလဲခန်းစစ်ကိုပြန်ကူနိုင်နေပေါ့သို့တော်လည်းပဲအဲ့ဒီတည်းဘာမှပူကောင်းတာမလုံနိုင်ခဲ့ဘူးဒါမှမဟုတ်ဘာဖြစ်လဲဆိုတော့တသိန်းလုံးကအချင်းကြီးကောင်းနေပြီဆိုတဲ့အခါကျတော့ဗောနော်သူတို့မှားရင်တောင်မှဗျာအသင်းက cost မဖြစ်ဘူးထားပါတော့အခုဆိုလို့ရင်ကျွန်တော်ကြည့်ပါလားဂျီမီကီတင်ကျွန်တော်ကန်သွင်းနေကိုဘမိုးဘောထောင်းတက်သွားတယ်ချက်ကြီးဘာမှမဖြစ်ဘူး နော်ဂျာဘက်ထူနောက်တစ်ခုကုသမှုကျူးပန်းနေပါနော်ဗာလေဒီဂိုသမားကိုမှန်ပြီးတော့တောင်းကမှုဖြစ်သွားတယ်ဘာမှမဖြစ်ဘူးပက်ထရိုနက်တိုခြေသွမ်းမပြနိုင်ခဲ့ဘူးဘာမှမဖြစ်ဘူးအမားလုတ်တယ်ဘောလုံးတွေလွဲတယ်လူမှားပေးတယ်ဘာမှမဖြစ်ဘူးဘာလို့သူတို့ရဲ့နေရာကဟိုကိုအမားတစ်ခုခုကြောင့်ဆာဖာဖြစ်ရမယ့်ပုံနေရာမျိုးမဟုတ်ဘူးအဲခန်စစ်တို့ကျတော့မှားတာနဲ့မင်းသွားပြီပဲကြီးတယ်မလားနော်မှားတာနဲ့သွားပြီလူပေးမှားတာနဲ့သွားပြီချော်ပေးတာနဲ့သွားပြီချော်ကန်တာနဲ့မှားပြီပဲဆိုတော့အဲ့လိုမျိုးပဲဆိုတော့ဒါကြောင့်တစ်ခါတလေကြာရင်တိုက်တသိန်းလုံးကောင်းနေတဲ့နေသားမှာတိုက်စစ်တွေတောင်ပိုင်းညံ့နေရင် အသင်းရဲ့ performance ကနည်းနည်းလေးဆွဲခေါ်သွားလို့ရတယ်ဖုံးဖိထားလို့ရတယ်အဲ့လောက်ကြီးဒီပေါ်မှာမဟုတ်ဘူးဒါပေမဲ့ခန်စစ်တို့ဘာလို့ကြတော့တသိန်းလုံးကောင်းနေတော့မှတိုင်းပက်တယ်ဒါပါတော့ဒီရှေ့ပွဲဒီမှာဆိုရှင်ဗျာတကယ်ကောင်းနေတာပဲတသိန်းလုံးကဒါပေမဲ့ခန်စစ်ကတစ်ချက်မှားတာနဲ့တိုင်းပက်တယ်ရောဟိုရက်လက်တွေပါတိုင်းပက်ကုန်တာအဲ့လိုမျိုးတွေပဲเนาะဒါကြောင့်ဒီပွဲဆိုရှင်တောင်မန်ဆောင်မကြီးတော်တော်ညံ့နေတယ်မှာပါပါတယ်ချက်စီမှာသို့တော်လည်းပဲ1-0ဆိုတဲ့ရတဲ့နဲ့သူတို့ထိန်းသွားတယ်ဒီပြမာရက်စကာနီနဲ့လည်းအက်စတီဗာကိုဘာကြောင့်မြန်ပေါ့နော်ပူပြီးတော့ပွဲကစားခွင့်မပေးသေးလဲတော့ကျွန်တော်တို့နားမလဲဘူးပေါ့နော် အဆောင်တော့ကျွန်တော်ကြည်ပွဲကစားခြင်းတွေဟိုဗာလဲပွဲပွဲကစားမဲ့ပွဲတွေလဲကျွန်တော်ဘောနော်များလို့လဲကျွန်တော်ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာဂျီမီဂီဒင်းစ်ကလည်းဘလူးမန်ကိုအစင်မပြေတာဗျာတဲ့တော်တော်ဒုက္ခပေးတဲ့ကောင်ပဲတဲ့နော်ကန်ဒီလက်တိလို့တော့ပြောလို့ရတယ်နော်တဲ့နော်အဲကိုင်စီတို့ကတဲ့နော်လေဘာဦးပဲပြလေဘာဦးရတဲ့ကျွန်တော်ဝေါ်ချောင်းသွားဖို့ဝါမလုပ်တော့ဘူးထင်တယ်ကျွန်တော်အခုအခုပဲကျွန်တော်ခဏနေ၄မိနစ်ဆိုရင်ကျွန်တော်လာပြီဗောနော်အဲမသွားနိုင်တော့ဘူးထင်တယ်ကျွန်တော်ဒါပြီးလို့ရှိရင်လည်းမနေ့တည်းကျွန်တော်ကျွန်တော်ယူနေတဲ့ရှူတွေကျွန်တော်ဗီဒီယိုတွေလုတ်အောင်မှာ ဝယ်ပြီးသုံးသက်ချက်တော့ကျွန်တော်ရအောင်လှုပ်သွားပါမယ်ရှင်သမိုင်းနော်လုံးဝမကြိုက်တဲ့ကောင်များတယ်နော်ဂျီမီကီဒင်းစ်ကလှုပ်ပြသွားသည်တာတကယ့်ကောင်ပါများတယ်နော်အဲစိတ်ထဲမှာတယ်နော်စတေလာတယ်နော်စိတ်ထဲမှာတယ်မနာလိုဖြစ်နေတာလေသူကချဲစီကိုရှုံးစေချင်နေတာတယ်နော်อืมဒုက္ခပါပဲနော်ဘယ်လိုလုပ်ကြပါမလဲဘယ်လိုဘယ်လိုပြောရပါမလဲဂျီမီကီဒင်းစ်ကပြားတယ်ဘာလို့သီးတယ်နော်ဘောလုံးကိုအောက်ကနေတိမ့်ငယ်လို့ဖြစ်သွားတာတကယ့်ကောင်ပါများတယ်နော်ဘလူးမန်ကိုအဆင်မပြေဘူးတယ်နော်အဲ့တော့ဒီခါကျနားမလဲပြေအဲ့ဒီလုံးကိုဘလူးဘလူးထောင်းကန်တယ်လေပြီးတယ်မလားအဲ့ဒီလုံးကိုဘလူးထောင်းကန်တယ်လေ နော်ဟိုဟို area box အပြင်ကအဝေးလားဆိုတော့လေမဟုတ်ဘူးဗျာနောက်က pressure ပါလားဆိုတော့လေမဟုတ်ဘူးဗျာဒီလားနောက်က pressure နဲ့ဆိုတော့လေမဟုတ်ဘူးဒီတိုင်းကြီးကန်တာဂျာဘက်ထူခက်ခက်ခဲခဲလုတ်ပြီးတော့ဒီတိုင်းချပြီးလေရတဲ့အလုံးဒါကူထောင်ပြီးတော့ကျွန်တော်ကန်သေးတာမင်းဘလူမင်းဘလူသွားပြီးကွာဖြစ်မလဲနော်နော်မင်းဘလူသွားပြီးတော့မင်းအဲ့လုံကလက်ခံလို့ရမယ်အကယ်လို့ခုနကပြောလို့ပဲအကယ်လို့မြန်များထားပါတော့ကေကျွန်တော်ကဂိုးရီပါရီပေးလိုက်ရပြီတောင်းကန်ဘိုးကနေနှိမ့်တိုင်းနှစ်မှတ်ကရှိုးမယ်သိတယ်ဆိုတော့ ။အဲ့တော်တော်လေးတော့ဗောနော်ဂျေမီကစ်တင်းတို့ယောက်ဗာလေပက်ထရိုနီတူတို့ဟလာတော်တော်လေးတော်တော်လေးဖြင်းပါလေဒီပွဲကတော်တော်တော်လေးကိုကျွန်တော်ဖြင်းပါလေနော်အဝါကက်၄ကက်ပြည့်ရင်းနဲ့အဲတပွဲနားရတယ်မလားတဲ့အဝါကက်၅ကက်ပါနော်အဝါကက်ဆိုလို့ချင်း၅ကက်မှာကျွန်တော်သာအဲကျွန်တော်နားရတယ်ပေါ့နော်တပွဲနားရတယ်အဲဆိုတော့ချစ်သီးများနေပါလေချစ်သီးများနေပါလေနော်အချင်း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 ချက်တယ်ပါနော်ချစ်သီးများနေပါလေ အဲလေဘာဝဲစတော့မယ်နော်အဲ့အုပ်ပါလေလေဘာဝဲစတော့မယ်ကျွန်တော်လေဘာဝဲတော့ကျွန်တော်မလုပ်ပြတော့ကျွန်တော်ဒီကနေဒီတိုင်းပဲ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 ကျွန်တော်ကြည့်မှရတော့မယ်ဆရာသမားကြီးနော်ကျွန်တော်ဟိုလိုက်တော့ကျွန်တော်မသွားပြတော့ဆရာသမားကြီးနော်ကြည့်ကြည့်မြင်ပါလေအင်းအဲခဏလေးနော်လေဘာဝဲပြအောင်ပြလေဘာဝဲတော့ပြလို့မရတော့ဘူးဆရာကြီးနော်အဲပရီးမီးယားလေးမှာပြရတဲ့ကွင်းလေခင်းစင်မှာဂိုင်းစီရိုတဲ့ကောင်းတာဘယ်သူရှိသလဲလို့လည်းပြရတယ်နော်โอเคပါ အဲတူစင်ဝင်လာတော့ငါကြောက်နေရတာဗျာတဲ့နော်အခုမှဆန်းချက်ကလည်းကောင်းတာလွန်းနေရတော့နော်ဆန်းချက်ကလည်းဒီနေပွဲမှာဟင်ဆန်းချက်ကလည်းဒီနေပွဲမှာကျွန်တော်ထွက်ဆွဲလိုက်တာတွေဆွဲလိုက်တာတွေဆိုတာစပါဘကစကားဘစပါဘကတောင်းကန်ဖို့အန်ဒီရများခဲ့တဲ့လုံဘယ်လုံးလဲကိုကျွန်တော်မစဉ်းစားမိဘူးဘာလို့လဲတော့ချိမှမရှိခဲ့တာနော်တောင်းကန်ဖို့ကနေပုံမှန်ဆိုလို့ချင်းစပါခေါင်းတွေပါတိုက်တယ်မလားဂိုးတွေပါတွင်းတယ်မလားဒါပေမဲ့ရောဘတ်ဆန်းချက်ထွက်ဆွဲတာနော်ဦးတော်ဦးဘာလဲဦးဘာလဲဝက်ချောင်းမှာတယောက်ပြောသလိုပဲ PG နဲ့ပွဲတော့ငါလိုပဲဖြစ်နေရလား ဖွဲ့ပြီးတော့ဆွဲလိုက်ပြန်ပြီးเนาะလောင်းဘောတွေကျွန်တော်တို့အနေနဲ့ပေါ့เนาะ sweeping လောက်တာတွေကเนาะတီတီကြကြပေါ့เนาะကန်တင်လိုက်ပြန်ပြီးကျက်တူးပြီးတော့မဲလေเนาะဘာအမြဲတမ်းအကောင်စီအဲ့လိုမတွေ့ရဘူးလေဆန်ချက်စီကเนาะပွဲတိုင်းသာအဲ့လိုကောင်းနေလို့ချင်းဘယ်ပြောကောင်းမလဲသိတယ်မလားเนาะအဲဆိုတော့เนาะလွဲတာပြားတယ်เนาะဒါပေမဲ့လို့သုံးမက်ရလို့တော့အပြစ်မမြင်တော့ဘူးတယ်เนาะโอเคပါကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ်เนาะတောင်းကန်ဘောကမထိရောက်ဘူးဖြစ်နေတာတဲ့စပါးကရှေ့ပွဲဒီမှာလဲတောင်းကန်ဘောကနေပဲကျွန်တော်ကောင်းနေကြတာဆိုတော့တယ်เนาะ โอเคပါအဲစမ်းချက်လေးပြရတဲ့ဒီပွဲမှာကောင်းနေတာလွန်ရောပဲတဲ့เนาะโอเคပါနောက်တစ်ပွဲပြရတဲ့เนาะစပါကနိုင်ပွင့်နဲ့ပြင်လာမှာပါတယ်เนาะဟုတ်ပါပြီလောလောဆယ်ဒီပွဲတော့ရှုံးဒီဘက်တော့ရှုံးသွားတယ်ပေါ့ဟလာเนาะနောက်ဘက်မှာမင်းမင်းနိုင်ုံမကလို့မင်းဂျွန်းဒူနိုင်နိုင်ဒီဘက်ရှုံးတာကမင်းဖြည့်သိမ့်လို့မရဘူးဆရာကြီးเนาะခြေတိမြားနေပါတယ်ခြေတိမြားနေပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါစပါနဲ့ချီစီရဲ့လန်ဒန်ဒါဘီပွဲပေါ့လीဆိုတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ရောဘလူမင်းကလည်းကျွန်တော်တို့ဒါခဏနေရင်ကျွန်တော်တို့ဒါလေပါဦးပွဲစပါပြီเนาะဆိုတော့လေပါဦးပွဲပွဲပြီးတဲ့အခါကျွန်တော်တို့ဒါပွဲပြီးသွင်းတဲ့ချက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ် ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကြည်ဒီများဒီမှာလည်း channel လေးကို subscribe နဲ့တူဆိုချင်နေပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ